မင်္ဂလာပါရှင် Home Electronic ကနေကျေးဇူးပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ water cooler တွေကိုဆက်တဲ့အသုံးပြုကြတဲ့အခါမှာရေထည့်ပြီးတော့ချက်ချင်းပဲအသုံးပြုနေကြလားဒါဆိုရင်တော့ဒီပြိုလေးကိုဆက်ကြည့်ဖို့လိုအပ်နေပါပြီကျွန်တော်တို့ water cooler တွေကဆက်တဲ့ဖြစ်တယ်ဒီအချိန်မှာချက်ချင်းအသုံးပြုလိုက်လို့ရှိရင်အထဲမှာရှိနေတဲ့ချို့တော့အညစ်အကြေးတွေစိတ်ရောကနေထွက်ခါသာမှာအသုံးထားတဲ့အနှံ့အသက်တွေအမုံတွေဒါတွေတက်ညိနေနိုင်ပါတယ်ဒါကြောင့်ပထမဆုံးအချိန်မှာ water cooler ကို ကြီးထက်ပြီးတော့တန်ရှင်းလုံလိုက်ဖို့လိုအပ်ပါတယ်ဒီလိုမျိုးတန်ရှင်းလုံတဲ့ပုံစံလေးကိုအခုဒီဗီဒီယိုလေးမှာပြသပါပြီးမှာဖြစ်ပါတယ်အခုနမူနာပြပေးမှာကတော့ Prado ရဲ့ Water Cooler လေးကိုပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့တန်ရှင်းလုံဖို့အတွက်အရင်ဆုံးဒီအပေါ်မှာရှိတဲ့ဒီအဖုံးကိုလည်းတန်ရှင်းလုံအောင်သူ့ကိုအရင်ဆုံးဖြုတ်လိုက်ရင်ပြီးရင်အထဲမှာနောက်ထပ်တစ်ဆင့်ရှိသေးတယ်ဒီပိုင်းလေးကိုဖက်ပြီးတော့ဖြုတ်လိုက်မယ်။ဒါဆိုရင်အထဲမှာတန်ရှင်းလုပ်ဖို့အတွက်ကြည်ကြည်လေးနဲ့လည်းဖြစ်သွားတယ်။အဲ့တော့ဒီထဲကိုရေနှင်းငယ်ထည့်ပြီးတော့စေးကြောင်အောင်ဖြစ်ပါတယ်။ ော့ဝတ်တောက်ကဘာတွေကိုခုလိုမျိုးဆက်တစ်ကိုပြန်ပြီးတော့အတော်ပြတဲ့အချိန်မှာတန်ရှင်းလောမှာမဟုတ်ဘဲနဲ့ကျမတို့ရေအိုးတွေတောက်ရေအိုးတွေကိုအတော်ပြတယ်လို့ပဲအထင်းမှာညစ်ပတ်နေတဲ့အချိန်မှာလည်းခုလိုမျိုးမကြခဏတန်ရှင်းရေနှုတ်ပြီးဖို့လိုအပ်ပါတယ်ရှင်ဒီကဆိုရင်တော့ water cooler ရဲ့အသုံးပြုတဲ့အခါမှာပုံပြီးစိတ်ချရပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့သက်သုံးရည်တွေကိုရရှိနိုင်တယ်လို့ပြောလို့ပါတယ်။နောက်ထပ်နောက်ထပ်လည်းဒီလိုမျိုး electronic PC နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိချင်နေဆိုရင်တော့ Home Electronic ရဲ့ Facebook page, YouTube နဲ့ TikTok channel တွေမှာဝင်ရောက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်ရှင်။